အရှန်အော်စတာအသင်းကိုရှုံးခဲ့ပြီးတဲ့နောက်ပရိသတ်တွေဆီယာလောင်ပြောင်းတဲ့နေကိုကြားရဖို့လိုအပ်တယ်လို့ပြောလာတဲ့အမ်မော်ရင် မယူတင်ကတော့ဥရောပမှာရှုံးရတာအားမရလို့အာရှအထိပါတကူတကလာပြီးတော့အရှုံးခံနေရလို့တောင်ဆိုရမလို့ပါပဲမယူတင်ရဲ့ရာသီအကုန်မှာချက်ချင်းစတင်ခဲ့တဲ့အာရှခြေစန်းခီးစဉ်အစမှာတော့အာဆီယံအော်စတာအသင်းကိုတကူကူမရှိနဲ့ရှုံးနေပြီးတော့ပရိသတ်ပြောစရာဖြစ်ခဲ့ပြန်ပါပြီပရီးမီယာလီမှာစိတ်ပြည့်ဖွယ်ရာကောင်းတဲ့ရလဒ်တင်နဲ့အတူရာသီကုန်ဆုံးခဲ့ပြီးတဲ့နောက်အက်စတွန်ဗီလာအသင်းကိုနှစ်ကူကူမရှိနဲ့နိုင်ရခဲ့တဲ့မယူအသင်းက တခြားအသင်းတွေလိုကစားသမားတွေကိုအနားထောင်မပေးဘဲရာသီကုန်ကြိုခြေစမ်းပွဲတွေကစားဖို့အာရှကိုရောက်လာခဲ့ရပါပုံမှန်အဖြစ်ချစ်ချစ်ရေးခြေစမ်းပွဲသဘောမျိုးတသက်သာဖြစ်ပေမဲ့အခုနောက်ပိုင်းမှာအနိုင်ရတဲ့အသင်းကိုစူပလာပေးရမျိုးတွေရှိလာတာကြောင့်ကစားသမားတွေအနေနဲ့ပေါ်ပေါ်တန်တန်မျိုးမဟုတ်ဘဲအလေးနက်ထားပြီးတော့ကစားလာကြပါတယ်မန်ယူအသင်းနဲ့ရှင်ပြန်ရတဲ့တစ်ဖက်ကအာဆီယံအော်စတာအသင်းကအာဆီယံကကစားသမားကောင်းတချို့ကိုမကြသေးမီရမှရွေးချယ်ပြီးတော့လေ့ကျင့်ထားတဲ့အသင်းဖြစ်ပါတယ် ဒါပေမဲ့လည်းမန်ယူအသင်းကတော့အဲဒီလိုအသင်းမျိုးကိုမှရှုံးခဲ့ပါတယ်။ ASEAN All Star အသင်းအတွက်တလုံးသေးသောအနိုင်ကိုကိုပွဲကစားချိန်87မိနစ်မှာမြန်မာကစားသမားဖြစ်သူမမောင်လွင်ကဩစတြေးလျသားဖြစ်သူ Adrian Gisigis ရဲ့လာလာပပဖန်တီးမှုကနေပြီးတော့သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ။မင်းဟိုတင်းနေတဲ့ဒီပွဲမှာဂိုးပေါက်ကန်သွင်းမှု16ချိန်တိုင်တိုင်ပြုတ်လုံနိုင်ခဲ့ပေမဲ့ဂိုးပေါက်တည်းမှုကတော့၄ချိန်သာရှိခဲ့တာကြောင့်ပြင်းမြ9ရနိုင်ချိန်မှာ1.16တာရခဲ့ပါတယ်။ထိတ်တန့်အသင်းကြီးတသင်းနေနဲ့အခုလို ASEAN ကကစားသမားတွေနဲ့စုဖွဲ့ထားတဲ့အသင်းမျိုးကိုရှုံးနိမ့်ခဲ့တာကမင်းဟိုပြည်သက်တွေအတွက်ကတော့ရှက်စရာအလွန်ကောင်းလွန်ပြီးတော့ MOR ရဲ့လက်အောက်မှာနောက်ရာသီဘလို့စကန်းသွားကြမလဲတွေးပြီးတော့ပူတာလည်းရှိနေပါတယ်။ပွဲပြီးတဲ့အချိန်မှာတော့မန်ယူအသင်းကိုလိုင်းအောင်အားပေးကြတဲ့ပရိသတ်တွေကကစားသမားတွေအပေါ်အလောင်ပြောင်မှုတွေလုပ်ခဲ့ကြပြီးတော့သူတို့ရဲ့အမြင်တွေကိုဖွင့်ဟပြသခဲ့ပါတယ်။ဒါပေမဲ့ MOR ကတော့အခုလိုလောင်ပြောင်တန်တွေကိုကြားရတာကကစားသမားတွေရဲ့အတွက်ကောင်းမွန်လိမ့်မယ်လို့ယုံကြည်နေပါတယ်။အဲဒီအတွက်ပွဲပြီးမှ MOR က ကျွန်တော်အမြဲတမ်းအပြစ်ရှိရလို့ခံစားရပါတယ်။နောက်ဆုံးပွဲတော်ကလည်းဒီစကားပြောခဲ့ပါတယ်။အတင်းရဲ့စွမ်းဆောင်ရည်အတွက်ကျွန်တော်အမြဲတမ်းအပြစ်ရှိပါတယ်။ကျွန်တော်ဒီလိုရောက်လာတဲ့ပထမဆုံးနေ့ကလေးကကျွန်တော်အပြစ်ရှိပါတယ်။ပြီးတော့ပရိသတ်စီအောင်လောင်ပြောင်းတဲ့အတန်တွေကကျွန်တော်တို့လိုအပ်နေတဲ့အရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Premier League မှာကျွန်တော်တို့ရှုံးနေပွဲတိုင်းတို့ကအမြဲတမ်းရှိနေကြရပါ။အဲ့ဒီအတွက်ကြောင့်တို့မြင်ရတဲ့ကစားဟန်က အလုံးမဖြစ်ဘူးလို့ထင်ရင်တို့ရဲ့ပြုမှုကိုပြောင်းလဲပါလိမ့်မယ်။ဒါပေမဲ့ပွဲပြီးသွားတဲ့အချိန်တိုင်းပရိသတ်တွေကကျွန်တော်တို့ဘက်မှာအများတည်းရှိနေခဲ့ရလို့ကျွန်တော်ခံစားရပါတယ်။အခုတော့နောက်ရာသီကိုပဲစောင့်ကြည့်ကြတာပေါ့ဆိုပြီးတော့ ်အမိုရင်ကပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းအမိုရင်ကအခုရှုံးပွဲနဲ့ပတ်သက်လို့သူ့အမြင်ကိုပြောခဲ့ပြီးတော့သူတို့အနေနဲ့ပိုကောင်းအောင်ကစားနိုင်ခဲ့တဲ့အကြောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ရှုံးနာတွေကကောင်းကွက်လည်းရှိခဲ့ကြောင်းအမိုရင်ကဆိုပါတယ်။ဟုတ်ပါတယ်။ကျွန်တော်တို့ပိုကောင်းအောင်ကစားနိုင်ခဲ့တဲ့မှာတယ်။ကျွန်တော်တို့တွေနေခွေးနေခဲ့တယ်။လေးကျင်ကန်တိုင်းမှာကောပွဲတိုင်းမှာကောအနိုင်ကစားရဖို့စိတ်ဓာတ်မျိုးကျွန်တော်တို့မှာရှိရပါမယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့ဘယ်ကစားသမားမှတန်ရာမရခဲ့ပါဘူး။တချို့ကစားသမားတွေတော့အန္တရာယ် ်ရှိခဲ့ပေမဲ့ပွဲလာကြည့်တဲ့ပရိသတ်တွေကိုလေးစားတဲ့အနေနဲ့ကစားမအကုန်လုံးကိုပွဲထဲမှာထည့်သွင်းခဲ့ပါတယ်။ဒီလိုပွဲမျိုးတွေကတကယ်ဆိုရင်ကျွန်တော်တို့နိုင်သင့်ပါတယ်။ဒါပေမဲ့မနိုင်ခဲ့တော့လဲရှေ့ဆက်သွားနေုံမှာပဲဆိုပြီးတော့ Emoring ကပြောဆိုသွားခဲ့ပါတယ်။ຫນွေဈေးကွက်မှာခေါ်ယူသွားဖို့အလားအလာရှိနေတဲ့ Wolf Tyson မှုကိုညာရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့မေးတဲ့အချိန်မှာတော့ Emoring က အဲ့ဒီကိစ္စတွေကိုတီးဖို့ကနောက်ရသည်ကိုစားရပါလိမ့်မယ်။အခုအချိန်ကအသေးမှရှိနေတဲ့ကစားသမားတွေရဲ့အတွက်သူတို့ရဲ့ခြေစွမ်းကိုတည်တည်ပြဖို့အခွင့်အရေးကောင်းပါပဲ။အဲ့ဒီအတွက်ဘယ်အပြောင်းရွှေ့ဖို့မှကျွန်တော်အတည်ပြုသွားမှာမဟုတ်ပါဘူး။ကျွန်တော်မှခင်ဗျားတို့ကိုပြောပြစရာတရင်မရှိပါဘူး။စောင့်ကြည့်ရတွေကျွန်တော်တို့လုပ်ရပါမယ်။ဒါပေမဲ့အပြောင်းလဲတွေတော့ရှိလာမှာပါဆိုပြီးတော့ MO ရင်းကပြောဆိုခဲ့ရလဲဖြစ်ပါရဲ့ရှင်။